ော့အခု pricing ပေါ့နော်ဈေးနှုန်းတတ်မှတ်တဲ့နီလန်းတွေဘာတွေရှိမလဲဆိုတဲ့ကိစ္စလေးကိုကျွန်တော်တို့ကြည့်မယ်အဲနံပါတ်1ကတော့အယိုးရှင်းဆုံးနဲ့တော်တော်များများအသုံးအများဆုံးကိစ္စတော့ cost pay pricing ပဲဒီကုန်ကြမ်းဈေးပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ကလိုချင်တဲ့အမြတ်ကိုပေါင်းတွက်လိုက်တာပေါ့ဒါအလွယ်ဆုံးကြီးပဲနောက်တစ်ခုကဘာလို့ value based pricing ဝယ်သူရဲ့ခံယူထားတဲ့တန်ဖိုးထားမှုပေါ်မှာပင်းကျင်တဲ့စိတ်ပေါ်မှာအခြေခံပြီးတော့တွက်ပြီးတော့ဟုတ်လားဈေးနှုန်းတတ်မှတ်တာအဲ့ဒါရှိတယ်နောက်တစ်ခုက competitor based pricing ို့ရဲ့ပြိုင်ဘက်ဒီပုံမှာကြည်ပြီးတော့ပြိုင်ဘက်နဲ့ဟလာမတိမ်မီးလေးလိုက်ပြီးတော့ဇင်းလုံးတတ်မှတ်တယ်နီးအဲ့ဒါရှိအဲ့တော့ကျွန်တော်တို့တခုချင်းစီကိုအသေးစိတ်နည်းနည်းလေးလေ့လာကြည့်အဲ့တော့ cost based pricing ကိုမသွားခင်မှာကျွန်တော်တို့နားလည်ထားရမယ့်တခုကဘာလဲလို့ပြောရင်ဒီ cost ကိုနားလည်ရမယ် fixed cost ပေါ့ overhead ဥမာထားလိုက်ပါတော့ကျွန်တော်တို့ရုံးမှဆိုရင်ရုံးငါကတော့မီတာကတော့ဟုတ်လားအစစီပြင်ပေါ့နော်တချို့ရုံးနေရတော့မီတာကကို production နဲ့တသက်ရုံးနဲ့တသက်ခွဲရမှာလည်းရှိပါတယ်အဲ့ဒါတော့ကိုရုံးနဲ့ဆိုင်နေ accounting နဲ့ဆိုင်နေ နော်ဒါ finance ကလူနေနည်းလေးပို့ပြီးဆိုင်တယ်ဆို anyway ဒီမှာနားလည်ရမှာ fixed cost ဆိုတာကြပစ္စည်းတစ်ခုထုတ်ဖို့အတွက်ကိုအဲ့ပစ္စည်းထုတ်ထုတ်မထုတ်ထုတ်လာရုံးကကုန်ကြစရိတ်ရှိနေမဲ့ဟာဒီအကုန်လုံး overhead လို့ခေါ်တယ်ဒါလွယ်လေးပဲအဲ့ဒါအလွယ်ဆုံးကြီးပဲအခုနကပြောတယ်ကျွန်တော်တို့အိမ်ငားကတွေပါမယ်မီတာကတွေအင်တာနက်ကတွေကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာမူတည်ပြီးတော့ပေါ့နော်အဲ့ဒါပါနောက်တော့ variable cost ဆိုတာက changes with production ကျွန်တော် production ပေါ်မှာမူတည်ပြီးတော့အပြောင်းလဲဖြစ်တာဥပမာကျွန်တော်ကဟာပစ္စည်းတစ်ခုထုတ်မယ်ဆိုရင်ဟာကုန်ကြမ်းဒီ ကုန်ကြမ်းစီပစ္စည်းထုံးမှာပုံပစ္စည်းမထုံးမကုန်ဒါပေမဲ့အိမ်ငါးကားတို့ဒီဒီရုံးကန်းငါးကားတို့ဆက်ရုံးငါးကားတို့ဘာလို့ကြတော့ဘာဖြစ်လဲသူကသူပစ္စည်းထုံးတော့မထုံးတော့သူကကုန်နေတာအဲ့ဒါကြတော့ကျွန်တော် face call variable cost ဆိုတာကကြတော့အဲ့ပစ္စည်းတစ်ခုထုတ်တိုင်းမှာအပြောင်းအလဲဖြစ်ပြီးတော့ကုန်ကြတဲ့ကုန်ကြမ်းစီအဲ့ဒါကြတော့ဗာလဲ variable cost ပေါ့ total cost ဆိုတာကဘာလဲဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ဒီ face call နဲ့ variable cost ကိုပြောင်းလိုက်အဲ့တော့ unit cost ဆိုတာကကြတော့တစ်ခုချင်းစီမှာကုန်ကြတဲ့စရိတ်ကိုပြောင်းလိုက် မယူနစ်ကော့စာပါလေတခုချင်းစီမှာပစ္စည်းတခုချင်းစီမှာကုန်ကြရစီကိုကျွန်တော်ပြန်စဉ်းစားအ profit ကတော့ရိုးရိုးလေးပဲရှင်းရှင်းလေးကျွန်တော်ရောင်းရတဲ့ပုံမှာဈေးဟိုဒီကုန်ကြရစီကိုနှုတ်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ profit ရမယ်ပေါ့နော်ဒါဒါပါပဲအဲဒီမှာဒါတော့ formula တော့ရှင်းရှင်းလေးပဲ unit sold နဲ့ဘလောက်ဘယ်နှခုရောင်းရလဲဆိုတော့ဈေးလုံးဝမြောက်လိုက်ပြီးအနှုတ်ကခုနက fixed cost နဲ့ variable cost ကိုနှုတ်လိုက်ရင် profit ရတယ်ဒါတော့ formula လေးပဲနောက်တစ်ခုကဘာလဲဆိုတော့ marketing miss cost တွေရှိတယ် marketing miss cost တွေကကြတော့ဘာလို့ပြောလဲ promotion promotion ဘယ်လိုချအောင် promotion မှာကျွန်တော်တို့က sales promotion ကိုလည်းစဉ်းစားလို့ရတယ်ကြော်ညာစရိတ်တွေလည်းချက်စဉ်းစားလို့ရတယ်ပြီး distribution က transportation တွေချက်စဉ်းစားမှုလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဟိုလာဒီကျွန်တော်တို့ရဲ့ trade partner တွေဖြစ်တဲ့ဒီ wholesale တို့ retail တို့ပေါ့နော်အဲ့ဒီလူတွေကိုငါတို့ကဘယ်လိုပေးမှာလဲဆိုတာပါထည့်ထည့်သွင်းပြီးစဉ်းစားတယ်နော်အဲ့ဒါဒီလို cost တွေကိုအရင်ဆုံးကျွန်တော်တို့ကနားလည်ထား cost based တွက်မယ်ဆိုရင်ကိုယ့်ရဲ့ cost ကိုကိုနားလည်ထား အမှန် cost base ပဲတော်တော်တခြား base ပဲတော်တော်ပါအဓိကတော့ဘာလို့ပြောရင်ကျွန်တော်တို့ကုမ္ပဏီရဲ့ကုန်ကြတဲ့ဇယိတ်ကဘာတွေရှိလဲဆိုတော့ကိုယ့်ဘာသာကိုအရှင်ဆုံးရှင်းရှင်းလင်းသိဖို့လိုတယ်နားမလားဒီတော့ကျွန်တော်တို့အခုဘာလုပ်မလဲလို့ပြောရင်အ cost base တွက်တဲ့ဟာတွေကို formula လေးနဲ့တစ်ချက်ကြည့်ကြည့်လိုက်နော်အဲ့တော့ကျွန်တော် unit cost ပေါ့ဒီကုန်ကြဇယိတ်ဒီပစ္စည်းတစ်ခုထုတ်တဲ့ကဒီပစ္စည်းရဲ့ကုန်ကြဇယိတ်ကဘယ်လောက်လဲဆိုတော့ဘယ်လိုတွက်မလဲပေါ့အဲ့တော့ဘာလို့ပြောရင်ဒီပစ္စည်းကိုထုတ်လို့ကုန်ကြမယ်ကုန်ကြဇယိတ် variable cost ပေါ့နော် variable အပြောင်းလဲ ဖြစ်မဲ့ကုန်ကြစည်ရိတ်ကိုနော်ကုန်ကြစည်ရည်ပြီးရင်ပေါင်းတာပါလို့ပြောရင် fiscal fiscal အားလုံးကို expected unit စီဆိုတာကိုဘယ်လောက်မျှော်လင့်ထားလဲပေါ့ဒီလမှာငါတို့ဒီပစ္စည်းဘယ်နှခုလောက်ရောင်းရနိုင်လဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဒါမှမဟုတ်ဒီနှစ်မှာပေါ့လဆိုတော့အရန်တူဟိုမှာကိုက plan လေးလုပ်ထားဆိုဒီဒီဒီတစ်နှစ်ပြောမှာငါတို့ unit ဘယ်နှခုလောက်ရောင်းရနိုင်လဲဆိုတဲ့ခါမျိုးဥမာအခု1000ပြင်ပြီ3000ပြင်လဲပြင်အဲ့ formula ကတော့ဒီ equation ကတော့ဒါပဲအဲ့တော့ market price ကကြတော့ဘယ်လိုလဲဆိုရင် market market price တက်တာကြတော့သူက unit score ကိုမူတည်ပြီးတော့တစ်ထဲကနေပြီးတော့ကိုလိုချင်တဲ့ဟုတ်လား percentage ကိုဟုတ်လားနှုတ်လိုက်တာပေါ့နှုတ်ပြီးတော့စားလိုက်တာပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာထွက်လာမလဲ unit price ထွက်လာအဲ့ unit cost ကိုတစ်ချက်ကြည့်အောင်အဲ့ထားလိုက်ပါတော့ကျွန်တော်တို့ရဲ့ဒီပစ္စည်းတစ်ခုကိုထုံးထုံးထွက်နေကျွန်တော်တို့ရဲ့ကုန်ကျစရိတ်က30ပေါ့အဲ့တော့ fixed cost အားလုံးဒီတရုံလုံးဒါဒီကုမ္ပဏီတစ်ခုလုံး run နဲ့ကုန်ကျစရိတ်က5တိုင်းပေါ့နော်5တိုင်းရှိတယ်ပေါ့အဲ့တော့ဒီတစ်နှစ်ဒီဒီတစ်နှစ်အတွင်းမှာငါတို့ရောင်းရနိုင်တဲ့အနေထားကတော့ အခုရင်9000လောက်ရှိတယ်ဆိုရင်ကျွန်တော်ဘာဖြစ်သွားပြီလဲကျွန်တော်တို့ကုန်ပစ္စည်းရဲ့ကုန်ကြစည်းဘာလဲ20ဖြစ်သွားတယ်ကျွန်တော်တို့ပစ္စည်းတစ်ခုထုတ်တော့ဒီပစ္စည်းတစ်ခုကဘယ်လောက်ကျသွားလဲ20ဖြစ်သွားတယ်โอเคအဲ့တော့ market price ကကိုလိုချင်တဲ့ဈေးနှုန်းပေါ့နော်ကိုဘယ်လောက်လိုချင်လဲအဲ့တော့ဒီမှာသားပါတော့ကျွန်တော်တို့ကဟာလာကျွန်တော်ရဲ့ unit cost ကဘယ်လောက်လဲ20 market price ပေါ့နော်နာဆယ်ကိုတည်ပြီးတော့တစ်အနှုတ်3.33ဆိုတာကအဲ့ဒါ30ရာခိုင်နှုန်းဟုတ်ပြီနော်အကဲဒီကိုက40ရာခိုင်နှုန်းအမြတ်လိုချင်တယ်ဆိုရင်ဘယ်လောက်ဖြစ်မလဲ 0.40ဖြစ်သွားမှာပေါ့အဲ့ဒါကိုက90ကလိုလိုချင်နေဆိုရင်0.50ဖြစ်သွားမှာပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့အောင်နှုတ်လိုက်တယ်ဆိုရင် အောက်မှာ0.7ရမယ်စားလိုက်ရင်ဘယ်လောက်ရမလဲ28.5ခုအဲ့ဒါဘာလို့ကိုယ့်ရဲ့ရောင်းစေးဖြစ်သွားလဲအဲ့ရောင်းစေး customer ကိုရောင်းမယ်စီကိုယ့်ရဲ့ cost ကတော့ဘယ်လောက်လဲ unit cost ကတော့20ဒါပေမဲ့ customer တကယ်ရောင်းသိမ့်မယ်စီက28.5ခုဆိုပြီးတော့ထွက်လာအဲ့ဒါကတော့ဘာလို့ဆိုပြောရင်ကျွန်တော်တို့ဒီကုန်ကြမ်းစိတ်ပေါ်မှာအခြေခံပြီးတော့တွက်တယ်ဈေးနှုန်းတွက်တယ်နီးလန်းဖြစ်ပါ ကျွန်တော်တို့နောက်ထပ် cost oriented method မှာနောက်ထပ် return return တော့ဗောနော် rate of return ပေါ့ကျွန်တော်တချို့ကလည်းဘာလို့လဲ ROI ပါညာပေါ့နော်အဲ့လိုမျိုးတွေပြောရရင်တွတ်တဲ့နည်းတွေရှိပါတယ်ဒီမှာကျွန်တော် rate of return or target return pricing ကိုလိုချင်တဲ့အမြတ်ပုံကိုလိုချင်တဲ့အမြတ်ကိုအခြေခံပြီးထားတာဟိုဟာကကြတော့ cost နဲ့ကိုယ့်ရဲ့ markup ကိုအခြေခံပြီးထားတာဒီမှာကျတော့ဘာလို့လဲကိုလိုချင်တဲ့အမြတ်ပုံမှာအခြေခံပြီးထားတာအဲ့တော့ target return price ကိုတွတ်ချင်ရင်ကျွန်တော် unit cost ကတော့အရင်အတွက်ကိုတွက်ရမယ်နော် unit cost ကတော့အရေးကြီးတယ်အဲ့ကောင်အရင်အတွက် unit cost ကိုပေါင်းပြီးတော့ desire return ကိုဘယ်လောက်လိုချင်လဲပေါ့အမြတ်အရာကိန်းတော့ဘယ်လောက်လိုချင်လဲပေါ့အဲ့ဒီဟာကို capital investment နော်ကိုအရင်ကြီးနှုတ်နယ်ထားတဲ့ဟာနဲ့မြောက်ပြီးွားရင် unit sales နဲ့စာဘယ်နှစ်ခုရောင်းရမလဲပေါ့အဲ့ဟာနဲ့စာလာအဲ့တော့ဒီမှာဥပမာပြောကျွန်တော်တို့အရှိမ unit cost ဘယ်လောက်ရခဲ့20အဲ့တော့ကျွန်တော်တို့က okay ငါတို့ကအမြတ်အရာကိန်းတော့ဘယ်လောက်လိုချင်လဲဆိုရင်20%လိုချင်တယ်ဆိုတော့0.2ဖြစ်သွားမယ်30%လိုချင်တယ်ဆိုရင်0.3ဖြစ်သွားမယ်40%လိုချင်တယ်ဆိုရင်0.4ဖြစ်သွားမယ် ်နော်အခုဒီမှာကျွန်တော်20%ယူမယ်လို့မှတ်လိုက်အဲ့တော့20%ယူမယ်အမြောက်ဟလာကျွန်တော်တို့ရဲ့ capital investment ဒီမှာယင်းနှိမ့်နှံထားတာဘယ်လောက်ရှိလို့လဲဒေါ်လာ3သိန်းရှိအဲ့တော့ဒီနှစ်ထဲမှာငါတို့ရောင်းရနိုင်တဲ့အနေထားက unit ကဘယ်လောက်လဲ9000လောက်ရောင်းရနော်9000လောက်ရောင်းရနိုင်တယ်ဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ20အပေါင်းခုနစားလိုက်တဲ့ဟာကဒီမှာဟလာဒီဒီ2သိန်းကို9000နဲ့စားရင်ဘယ်လောက်ရမလဲဆိုရင်ကျွန်တော်တို့ဟလာ24အဲ4 400အဲ့တော့4ဆိုတော့ဘယ်လောက်ဖြစ်သွားမလဲ24ကျပ် အဲ့ဆိုတော့ကိုမားကျကျွန်တော် markup ကကျတော့ဟလာပို့ပြီးတော့ကိုဘလောက်ဘလောက်လောက်ထပ်ပြီးတော့ရာခိုင်နှုန်းနဲ့ဂျူမလဲဆိုရအောင်စဉ်းစားတာဒါကကျတော့ target return နဲ့တွတ်တာနောက်ပြီးနော်ကိုရဲ့ရင်းနှီးနှုန်းနဲ့ပို့မှအခြေခံပြီးတော့ကျွန်တော်တို့က target return နဲ့တွတ်လိုက်တာ okay အဲ့တော့နောက်တစ်ခုကကျတော့ break even break even ဆိုတာကကျအရင်ချိန်မှာပေါ့နော်ငါတို့ဒီကုန်ပစ္စည်းတစ်ခုကိုအခု okay ငါတို့ဒီဒီစက်ရုံကို run တော့မယ်ဒီပစ္စည်းကိုထုတ်တော့မယ်ဒါကြီးကိုလုပ်တော့မယ်ပေါ့အဲ့ဒါဆိုရင်ဘယ်အချိန်မှာငါတို့ကအရင်ချိန်မှာလဲ ဘလန်လောက်ဘနခုလောက်ရောင်းရရင်အရင်ကြည့်မှာလဲဘလောက်လောက် volume ရတော့မှာအရင်ကြည့်မှာလဲဆိုတဲ့ကိစ္စကိုလေတွတ်တက်တွတ်တက်ဖို့လို့သူက formula တော့ရှင်းရှင်းလေး fixed cost ကိုတင်လိုက် price ထဲကနေပြီး variable variable cost ကိုနှုတ်ချတာဟုတ်ပြီနော်အဲ့တော့ဒီမှာထားဒီမှာဒီမှာထားပါတော့ okay ကျွန်တော် fixed cost က9000ရှိတယ်အဲ့တော့ဒီမှာ sorry 9000ရှိအဲ့9000ရှိရဆိုရင်ကျွန်တော်တို့ရောင်းမစေးကကျွန်တော်တို့ customer ကိုရောင်းမယ်စီက26ကျပ်အဲ့တော့ variable အဲ့ပစ္စည်းတစ်ခုထုတ်တယ်ထုတ်တယ်ကုန်ရမယ်စီက30 ဲ့ဆိုကျွန်တော်ဘာလဲ26နဲ့30ထုတ်လိုက်ရင်16ကျင်းအဲ့တော့စားလိုက်တယ်ဆိုရင်3150ဆိုလိုချင်တဲ့သဘောကျွန်တော်တို့ရင်းနှားတဲ့ရင်းနှီးမြှုပ်နှံမှုကိုကြေဖို့အတွက်ဘယ်နှခုရောင်းရမလဲလို့ပြောရင်လက်ရှိဈေးနှုန်းပေါ့နော်26ကျက်26ဒေါ်လာနဲ့ရောင်းမယ်ဆိုရင်ဘယ်နှခုရောင်းရမလဲဆိုရင်3150 unit ရောင်းရမယ်အဲ့လိုထွက်အဲ့လိုထွက်သွားတာနော်ဒါဆိုရင်ကျွန်တော်တို့ကဘာလဲစေးတာဂက်တွေပါလေကျွန်တော်တို့ပြန်ပြီးတော့ချရမျိုးလေးလုပ်နိုင်မယ်ကျွန်တော်တို့ cost oriented method မှာ နောက်ထပ်တခြားနည်းတွေပါရှိသေးလေဆိုရင်ကျွန်တော် activity based costing ပေါ့ activity based costing များသောအားဖြင့်ကျွန်တော်တို့ service လုပ်ငန်းတွေမှာပို့ပြီးတော့သုံးလေးရှိတယ်ဒီလို service မလို့ပေးရတယ်ဥပမာရောင်းဖို့အတွက်ပေးလိုက်ရတဲ့အချိန်လောက်အောင်မှမူတည်ပြီးတော့ကုန်ကျစရိတ်ကိုအခြေခံတွက်တယ်ဥပမာထားတော့ကျွန်တော်တို့ training ဆိုရင်အဲ့လိုမျိုးတွက်ဖို့လို့တယ်တချို့ဒီမှာ corporate training လို့ပါဘူးကျွန်တော်တို့ပေးတယ် public training public training ကတော့အခုသွားတဲ့သဘောပေါ့နော် corporate ကတော့ကျွန်တော်တို့ယုံနေခေါ်ပြီးတော့ကျွန်တော်တို့သူယုံက marketing တွေ sales တွေကိုဟလာ manager တွေကိုကျွန်တော်တို့ခေါ်ပြီးတော့သင်ခိုင်းအဲ့တော့ကျွန်တော်တို့ကကျွန်တော်ပေးရမယ့်အချိန်ကြီးရှိတယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့တွတ်တာကိုပြောတာမကျွန်တော်သွားရမယ့် transportation တွေရှိမယ်ကျွန်တော်ဒီမှာသူတို့တို့ပြင်ဆင်ရတဲ့ဟာတွေရှိမယ်ဟိုမှာတင်တဲ့အချိန်တွေရှိတယ်စားစားရန်ထုတ်တဲ့အဲ့လိုပေါ့ဒီ activity ပေါ်မှာမူတည်ပြီးတော့ costing ကိုဟိုတွတ်သွားတဲ့နည်းလေးအဲ့ဒါကိုလည်းကျွန်တော်ပြောတယ် activity based costing များသောဖြင့် service လုပ်ငန်းတွေမှာတော့ပို့ပြီးတော့အသုံးအနှုန်းများပါတယ်တချို့ production တွေမှာလည်းစဉ်းစားပြီးတော့အသုံးအနှုန်းလေးရှိတယ်။ production မှာတော့အရှိရပြောခဲ့တဲ့နည်းကတော့အသုံးအနှုန်းများတာကိုကျွန်တော်တွေ့ရတယ် ောက်တစ်ခုက target costing target costing ဆိုတာဘာလို့လဲလက်ရှိဈေးကွက်ထဲမှာပေါက်နေတဲ့ဈေးကိုမှကိုယ့်အမြတ်ပမာဏကိုနှုတ်ပြီးတတ်မှတ်တာဟုတ်နော်အဲ့တော့ဘာ target costing ဆိုတာလက်ရှိဈေးကွက်ထဲမှာပေါက်နေတဲ့ဈေးကိုမှကိုယ့်အမြတ်ပမာဏကိုနှုတ်ပြီးတတ်မှတ်တယ်ဆိုလိုချင်တဲ့သဘောဘာလို့ပြောလဲတစ်ခါလေးမှာကျွန်တော်တို့ကတိုင်ဘက်ကိုပေါ့နော် five scenario ဘာလို့ဆိုရင်အဲ့လိုမျိုးလေးနေရည်ကြီးကျွန်တော်တို့စဉ်းစားလို့ရတယ်ဟုတ်ပြီအော်ဒါလေးကတော့ကျွန်တော်တို့နည်းနည်းလေးပေါ့နော်သိထားတဲ့နေဟာလေးပေါ့အဲ့ဒါဘာလို့ပြောရင်ကျွန်တော်တို့က ဒီ cost နဲ့ volume relationship ပေါ့နော်အဲတော့ကျွန်တော်ဒီမှာခေါ်တော့ economy of scale ဆိုလိုချင်တဲ့သဘောကကျွန်တော်တို့ပထမအဆုံးစပြီးတော့လုပ်တဲ့အချိန်မှာကျွန်တော် cost ကများတယ်နော်အဲ့တော့လုံးဝလုံးဝလုံးဝနဲ့အထွေကြုံလေးလည်းရလာတယ်ဟဲ့လားအရင်တော့မင်းမထုတ်လို့နေခါကြတော့ဘာဖြစ်လဲကျွန်တော်တို့ဈေးလုံးကအချိန်အချိန်တစ်ခုရောက်လာတဲ့အခါမှာကျလာဥပမာကျွန်တော်တို့ဟဲ့လား cost C1 C2 ထားပါတော့ဒီမှာတော့အဲ့ဒါကြီးကျွန်တော်မပြောတော့ဘူးရှင်းရှင်းလေးပြောရရင်ပထမဆောက်တဲ့အချိန်မှာကျွန်တော်ဈေးကဒီလောက်ဈေးလုံးကဒီလောက်ဖြစ်နေပေါ့နော်အရင်အတွက်အရင်အတွက်အရင်အတွက်ကကျတော့ကျွန်တော်နည်းနည်းလေးပဲထုတ် ်လားဒီ cost ကတစ်ပေါင်းလောက်ကျတဲ့အချိန်မှာအရေးတော့ကျတော့အခုတစ်ထောင်လောက်ပဲထုတ်မယ်အဲ့တော့လုံးဝလုံးဝနဲ့ကျွန်တော် production ကဟလာအတွေ့ဟိုဟိုမများများပေါ့နော်မများထုတ်နိုင်တဲ့အနေအထားဖြစ်လာတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့အချိန်ကြာရင်လည်းအမြတ်ပါလေတော့ထုတ်လို့ကျွန်တော်တို့ကဟလာအခုဟို2000လောက်ထုတ်လာနိုင်တယ်ဒါပေမဲ့အဲ့မှာတခုချင်းကြီးကိုကုန်ကြမယ်စိကကြတော့ကြာပါအဲ့ဒါကိုကျွန်တော် economic scale ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီဒီဒီဘောတရားလေးတွေရှိတာကိုလည်းကျွန်တော်တို့ကသိချာပဲ။နောက်တစ်ခုကဘာလဲဆို experience gap experience card အကြောင်းကိုကျွန်တော်နည်းနည်းလေးအဲဘယ်လိုပြောရမလဲဆိုတော့ experience card ဆိုတာကျတော့ဗျာအဲသဘောကတော့ရှင်းရှင်းလေးပါပဲသူကဘာလို့ပြောရင်အတွေ့အကြုံများလာတဲ့ညာလောက်တာခိုင်တာပိုအဆင်ပြေလာတဲ့အချိန်မှာ landing လုပ်ရင်းနဲ့ကြာလာဟာဒါလို့ရင်ငါတို့အရင်တစ်ခေါက်ကဒီလိုနှီးသုံးတာတော့အချိန်ကြီးပို့ပြီးတော့ကုန်နေဟုတ်တယ်နော်အဲ့တော့ဒီတစ်ခေါက်ထပ်လောက်ရင်တော့အချိန်သက်သာမှာလို့အဲ့တော့ तू အချိန်သက်လာတဲ့ခါကျတော့ဗာလဲ cost ကတဖြည်းဖြည်းလိုက်ပြီးတော့ ကြာလာအဲ့တော့ဘာလဲအဲ့တော့ experience cup ဆိုတာအဲ့တော့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ကြာအဲ့တော့တခါလေကိုက pioneer တွေပါဖြစ်နေဆိုရင်ကျွန်တော်တို့အရှိမှလည်းကျွန်တော်ပြောခဲ့ strategy မှာပါတယ်မှတ်မိမယ်ဆက်ကဘာလဲဆိုတော့ကျွန်တော် pioneer တွေဘာလို့ဆိုရင်ကိုကအရင်ဆုံးလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကိုကအတွေ့အကြုံအများကြီးရှိတယ်ဈေးဒီဈေးဒီဈေးကွက်တွေကိုဘယ်လိုဝင်ရမလဲအဲဒီထုတ်လုပ်တဲ့ production ကိုဈေးနှုန်းနည်းနည်းလေးကျအောင်ငါတို့ဘယ်လိုလုပ်ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ကိစ္စတွေကိုကိုကအတွေ့အကြုံမှာအများကြီးတယ်အဲဒီသဘောတရားလေးတွေကိုကျွန်တော်ထည့်ပြီးရှင်းပြပြတာဖြစ်ပါတယ် တော့အခုကျွန်တော်တို့ cost base အကြောင်းကိုကျွန်တော်တို့အများကြီးပဲဟိုပြောခဲ့တယ်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ဘာပြောမလဲဆိုတော့ competitor ပုံမှာအခြေခံပြီးတော့အဲဈေးနှုန်းတတ်မှတ်တဲ့နည်းလေးပေါ့နော်အဲ့ဒါလေးတစ်ချက်ကြည့်တချမ်းမှတ်ထားမှာဗျာဈေးနှုန်းပေါ့နော် price ဘွားဖြစ်လာရင်အားလုံးသိမှာပဲဥပမာ तू က100နဲ့ရောင်းတယ်အကုန်လုံးအဲ့ဒီမှာ20%လောက်မြတ်နေတယ်တောက်တရားဝင်လာတယ်90နဲ့ရောင်းတယ်အဲ့တော့အားလုံး10%ပဲရှိတော့တယ် အဟိုလူကလည်းလိုက်ချတယ်90နဲ့ရောင်းတယ်အဲ့ချိန်မှာနောက်တယောက်ထပ်ဝင်လာ85နဲ့ရောင်းတယ်အဲ့ဒါဆိုရင်ငါးချက်ပဲမြတ်တော့တယ်အဲ့ဘသူတို့မှလည်းအကျိုးမရှိဘူးညာ price ဘွားပါတော့သို့တော်လည်းတခါတလေမှာတော့တချို့ဈေးကွက်တွေမှာအဲ့လိုမျိုးတွေလိုက်ပြိုင်နေတဲ့ဟာမျိုးတွေအများကြီးတွေ့ရမယ် so always find out competitor price cost and benefit offer အဲ့သုံးခုနော်တစ်ခုတည်းမဟုတ်နော် price တစ်ခုတည်းမဟုတ် cost benefit offer တက်နိုင်ရင်သူတို့ရဲ့ကုန်ကျစရိတ်ဘယ်လောက်ရှိလဲပေါ့ဒီပစ္စည်းကိုထိုးတဲ့အချိန်မှာသူတို့ကုန်ကျစရိတ်ဘယ်လောက်ရှိနေဆိုတာခံမှန်းနိုင်အောင်အကဲသိရင်တော့ပိုကောင်းတာပေါ့လေတက်နိုင်တဲ့နေရာသိအောင်ကြိုးစားပါ ပြီးရင်သူတို့ပစ္စည်းကသူတို့ရောင်းတဲ့ product ကဟဲ့လားဒီ goods ပဲဖြစ်ဖြစ်စားပဲဖြစ်ဖြစ်ဘာပေးတာလဲဆိုတာကိုသိအောင်တော့ပြီး going rate or ပြီးရင်ကျွန်တော်ဗာစဉ်းစားတာ going rate or comparative parity အဲ့ဒါဘာလို့ဆိုတော့သူသွားတိုင်းလိုက်သွားသူကမတိမ်မရင်လိုက်ပြန်တယ်လိုက်ပြန်ပြီးထားတဲ့စီးလုံးဥမာသူက100ဆိုကိုက100တဲ့5ချက်လောက်ဒါမှမဟုတ်လဲ98ချက်လောက်ပေါ့နော်မတိမ်မရင်ပေါ့အဲ့လိုမျိုးလိုက်ပြန်ပြီးထားတဲ့မျိုးကိုကျွန်တော်က going rate လို့ခေါ်တယ်ဆိုတော့ ကျွန်တော်တို့ကနောက်တစ်ခုစဉ်းစားမှာကိုဒီ price leader ဖြစ်နိုင်လားပေါ့ကိုက production မှာအဒီကအများကြီးကိုဒီဟလာတို့တက် technology သုံးပြီးတော့ဇင်းလုံးတက်တက်တာဖုတ်နိုင်လားအဲ့ဒါမျိုးလည်းကျွန်တော်စဉ်းစားလို့ရနိုင်တယ်အဲ့တော့အကယ်၍ price war ဖြစ်လာရင်ကျွန်တော်တို့လောက်ရမှာကဘာလုံးနိုင်မလဲပေါ့ price war တကယ်ဖြစ်လာပြီ number 1က defeat 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 ဆိုတော့ပြန်သမားပေါ့နော်ပြန်သမားဒါမှမဟုတ် corporate သူ့ကို defeat ဆိုတော့သူ့ကိုတတ်ပလိုက်ပို့သွားပေါ့ defeat ဆိုတော့လုံးဝသူ့ကိုအပြတ်တာ ကစ်လိုက်တော့ဒါမှမဟုတ် corporate ပေါ့နော်ညှိဒါကတော့ ethical အရာတချို့နေရာတွေမှာဥပဒေနဲ့အဲ့လိုမျိုး company တွေညှိပြီးကြောင်းတော့ဘာလို့တချို့နေရာတွေမှာလက်မခံတာရှိဒါတော့ကျွန်တော်ဥပဒေအကြောင်းအရာကိုတော့နည်းနည်းလေးလေ့လာရမယ်သိတယ်လေပေါ့ corporate ဆိုတာသူနဲ့ပေါင်းလို့ဟာမင်းလည်းအရင်မလျှော့နဲ့ကွာငါလည်းအရင်မလျှော့ဘူးအဲ့လိုမျိုးလေးလုပ်တာရှိဒီတချို့တကယ်ဈေးကွက်မှာအဲ့လိုဖြစ်နေတာရှိပါတချို့ကျွန်တော်များများသိလိမ့်မယ်နော်ပြီး tip for that ဒါပေမဲ့ပြန်ပြန်ချရတယ်ညှိထားရတဲ့သားနဲ့သူလိုက်ချတာကိုလည်း ကိုကပြန်ချတယ်အခု तू လည်းပြန်ပြီးတော့ short တယ်ဆိုရင်ကိုကပြန် short tip for tap ဆိုတဲ့ဘောပေါ့เนาะကျွန်တော် negotiation မှာလည်းကျွန်တော်တို့ဒီ tip for tap ဆိုတဲ့ကိစ္စလေးကိုကျွန်တော်တို့အဲတေချာလေးတွေတင်ပါတယ်ဆိုတော့ tip for tap ဆိုတာက तू ရဲ့အမူအရာတိုင်းကိုလိုက်လောက်တာပေါ့ तू ကကို corporate လုပ်တယ်ဆိုရင်ကိုလည်း corporate လုပ်တယ်ဒါပေမဲ့ तू ကကို defeat ဆိုရင်ကိုလည်း defeat ပြန်လို့ဟိုပြန်တိုက်တယ်ပေါ့အဲ့ဒီဘောမျိုးတွေစဉ်းစားလို့ရဒါကတော့ competition နဲ့ပတ်သက်ရင်တော့ competitor ရဲ့ဈေးနှုန်းပေါ်မှာပြီးပြီးတော့ကိုကလိုက်ပြီးတော့ဟလာဈေးနှုန်းတတ်မှတ်တဲ့နေရာဖြစ်ပါတယ်ဒါကျွန်တော်တို့ဟလာနောက်ထပ် ်ဇင်းအောင်တပ်မတဲ့နီလန်တစ်ခုကိုမသွားခင်မှာဒါလေးခုနကြည့်လိုက်အဒီဖနက်၃ခုရှိရပါတော့အပေါ်ဖနက်လေးဆိုရင်ပတ်စံဘလောက်ပြီးခြင်းလဲနော်ဒါမှမဟုတ်ဒီဘက်ကညာဘက်ကဒီဖနက်ပုံလေးနဲ့ပေါ့နော် sorry ခြေထောက်ပုံလေးနဲ့ဖြစ်နေတဲ့ဟာဆိုရင်ဟောဘလောက်ပြီးခြင်းလဲအမအောက်ကဟာဆိုရင်ဘလောက်ပြီးနော်ဇင်းတော့ကကြည့်လိုက်အမြင်မှာနော်ကျွန်တော်တို့ပြီးနေကြနော်အမြင်မှာကျွန်တော်တို့ပတ်စံပြီးနေကြဟုတ်ပြီနော်ဒီ တကယ်တမ်းဖနဲ့ရွေးချက်ကတော့ဘာလို့ပြောရင်ကျွန်တော်တို့လမ်းချောင်း6ရောက်မနာဘူးလေတနည်းအားဖြင့်ပြောရဘူးလေဒါဒုတိယရွေးချက်တော့ဒါပဲအမတောင်တက်ဖနဲ့ဆိုတော့တမျိုးဖြစ်ဖြစ်ပါဘူးနော်ပုံမှန်တာမန်စီးတဲ့ဖနဲ့ဆိုရင်တော့လေကျွန်တော်တို့ရွေးချက်ကတော့ဒါပဲအဓိကကျွန်တော်6ရောက်မနာချင်ဘူးတပေါင်းတပါဖြစ်ချင်တယ် right ဒါပေမဲ့အခုဒီဖနဲ့၃ကိုကြည့်လိုက်တယ်ဆိုရင်ကျွန်တော်ဈေးနှုန်းကခေါင်းထဲမှာပေါ်လာပြီဟာအပေါ်ဖနဲ့လေးဆိုတော့ Nike ဆိုတော့ပူပေးချင်ဟာဒီဘက်ကဖနဲ့လေးရတယ်ဒီဇိုင်းလေးရမိုက်တယ်ပို့ပဲအောက်ကဟာကျတော့ရိုးတယ်အရန်ရိုးနေတယ်အိတ်မပေးချင် okay ဒါပဲကျွန်တော်တို့ကပစ္စည်းအမြင်ပုံမှာ ဟိုကတ်စတမာတွေကတန်ဖိုးထားမှုဟာကွဲသွားတာကိုဒီမှာတွေ့ရမှာဖြစ်တယ်အဲ့တော့အခုကျွန်တော်တို့နောက်ဆက်နောက်ထပ်တနည်းအားကျွန်တော်တို့ဘာပြောမလဲလို့ဆိုရင်ကျွန်တော်တို့ဒီ value base ပေါ့နော် value base ဆိုတာကကတ်စတမာရဲ့ပေးချင်တဲ့စိတ်ကတ်စတမာရဲ့တန်ဖိုးထားမှုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဈေးနှုန်းသတ်မှတ်လို့ရတဲ့ဟာရှိတယ်ဈေးနှုန်းသတ်မှတ်လို့သတ်မှတ်တဲ့နည်းပေါ့ how much customer think perceive to be it worth ဘလောက်တန်လို့ထင်လဲအဲ့ပေါ်မှာမူတည်တာ နော်ဒီခုနကကျွန်တော်ဖက်နယ်လေးကြည့်မယ်ဆိုဖက်နယ်က Nike လေးကိုတွေ့ရတယ်နော်ဒါကငါ Nike စီးတာကွာဆိုတဲ့ခံစားချက်က customer ဘလောက်ပေးခြင်းလဲငါ iPhone ကင်ထားတာကွာဆိုတဲ့ခံစားချက်က customer ဘလောက်ပေးခြင်းအဲ့လိုမျိုးပြောနော်အဲ့တော့ဒီမှာကျွန်တော်နှစ်ခုရှိတယ်နော်တစ်ခုကဘာလို့ဆိုတော့ customer ပေးခြင်းနဲ့စိတ်နဲ့အဲ့ဒီ customer ပေးခြင်းနဲ့အရာပေါ်မှာကျွန်တော်တို့က value creation လုပ်တဲ့အချိန်မှာကုန်ကြတဲ့စိတ်အဲ့ဒါလေးသဘောပေါက်ဥပမာထားပါတော့ basic product ဖက်နယ်နော်ကျွန်တော်ခုနကဖက်နယ်ကိုပြောသွားတဲ့အခါကျကျွန်တော်ဖက်နယ်ကိုပဲကျွန်တော်နည်းနည်းလေး ဲ့လားဟိုဒီဒီနေရာမှာလည်းပြောကြည့်အောင်အဲ့တော့သူရဲ့ basic product ကဘာဆိုဖနက်ဖနက်တယံဝယ် customer တယောက်ဒီ okay ဥစား walking shoe ဝယ်ခြင်းလဲဆိုရင်အဲ2000လောက်2000လောက်ပေးခြင်းဒါပေမဲ့အဲ့အဲ့ဒီဖနက်ကိုလုပ်ဖို့အတွက်ကျွန်တော်တို့1000ခွဲလောက်ပဲကုန်ရင်ကုန်တယ် okay အဲ့တော့ differential benefit 1 USP ပေါ့နော်ကျွန်တော်တို့ unit selling ပေါ့ဟာကျွန်တော်တို့ကလုံးဝကျွန်တော်တို့ဖက်နက်ကို serious ဆိုရင်ဟဲ့လားတက်တောင်တက်တာအရန်ဖြစ်တယ်6000နာရီပိုင်းဖြစ်တယ် တော့အဲ့ဒီချက်တော့တန်းတသာဖြစ်နေဆိုတဲ့ခံစားချက်ကိုကာဆမဘလောက်ပေးခြင်းလဲပေါ့ကျွန်တော်တို့ဒီမှာတော့တကယ်ပေးတာမဟုတ်ကာဆမရဲ့ပတ်စီပေါ့ကာဆမဒါကိုဘလောက်တန်လို့သူထင်လဲပေါ့အဲ့တော့ဒီမှာကျွန်တော်ခံမှန်းလိုက်မှာကို3000ပေါ့ဒါပေမဲ့တကယ်တကယ်တမ်းအဲ့လိုမျိုး comfortable ပို့ဖြစ်အောင်ကျွန်တော်တို့လုပ်ဖို့တော့ကကျွန်တော်တို့1000လောက်ပဲကုန်တာဖြစ်ကောင်းဖြစ်လိုက်ဟုတ်ပြီ1000လောက်ပဲကုန်တာဖြစ်အောင်အ differentiate 2ကျွန်တော်တို့ရဲ့အဲ့လားဒီဖက်နက်ကကျွန်တော်တို့ဟလာနှစ်နှစ်သုံးနှစ်လောက်ကိုကောင်းကောင်းမွန်မွန်နဲ့စီးလို့ရတယ်ဗျာ quality ကောင်းတယ်ပေါ့ durability ကောင်းတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ ဤရဲ့ benefit ကိုအဲ့ဒီရဲ့ value ကို customer ဘယ်လောက် ပေးခြင်းမလဲကျွန်တော်တို့မေးမယ်စာပေးလို့မယ်ဒါမှမဟုတ်ခံမှန်းကြည့်မယ်အခု3000တူပေးခြင်းဒါပေမဲ့အဲ့ဒီဟာကြီးကိုလုပ်ဖို့အတွက်ကျွန်တော်တို့ပုံစံစေ1000ကျော်ဖြစ်ခြင်းလည်းဖြစ်1000ကျော်ပဲဖြစ်ခြင်းလည်းဖြစ်တယ်1000လောက်ဖြစ်ခြင်းလည်းဒီမှာတော့ကျွန်တော်1000ကျော်လုံးမှာထားတယ် packaging packaging ပုံမှာ customer ဘယ်လောက်ပေးခြင်းလဲပေါ့ packaging လက်လာလေး design လက်လာလေးဒီမှာ design လို့လည်းခဏမှတ်လို့လည်းရဒါကျွန်တော်တို့ packaging ကိုခဏထိုက်တာဒီမှာ design လို့လည်းမလို့ရ design ကောင်းတော့ customer ဘယ်လောက်ပေးခြင်းလဲ gore ပေါ့အဲ gore ဆိုတဲ့ခံစားချက်ကို customer ဘယ်လောက်ပေးခြင်းလဲ maybe ကျွန်တော်1000လို့ခမန်းကြီးထည့်လိုက်ဒါပေမဲ့အဲ့ဒီဟာကို create လုပ်ဖို့အတွက်က design ဘက်မှာကျွန်တော်က3000လောက်ပဲကြာရတယ်ကြာနော် packaging မှာဆိုလည်း3000လောက်ပဲကြာရတယ်ကြာနော် customer 1000လောက်ပေးခြင်းလေပြီးရင် superior brand premier လောက brand တက်ကိုစီးခြင်းနဲ့စိတ်ခံတာကြာသူဘယ်လောက်ပေးမလဲသူ9000လောက်ပေးခြင်းတကယ် basic တွေကို1000ပဲပေးရနော်ဒါပေမဲ့တကယ် brand တက်ဖြစ်တဲ့ဆိုတဲ့ခံစားချက်ဘယ်လောက်ပေးခြင်း9000ပေးခြင်းအဲ့မှာကျွန်တော်တို့အဲ့ brand နဲ့ဖြစ်ဖို့တော့ကျွန်တော် advertising တွေပါတယ်ကျွန်တော် promotion တွေလုပ်တဲ့ကိစ္စတွေရှိတယ်လေအဲ့ဒါကျွန်တော်2000လောက်ကုန်လေ မတော်ဘူးအဲ့တော့ကာဆမ်မားရဲ့တကယ်ပေးတဲ့ပေးခြင်းတဲ့ဟာကိုကျွန်တော်အလုံးပေါင်းဆောက်လိုက်ရင်တသိန်းလေးတောင်ရှိတယ်ဖနက်တရံဒါပေမဲ့အဲ့ဖနက်တရံလုံးထုတ်ဖို့အတွက်ကကျွန်တော်တို့ရဲ့တကယ်ကုန်ကျစရိတ်ကကျွန်တော်ဘာဘာပဲရှိလဲအဲ့ value အကုန်လုံးဖန်တီးဖို့ကြတော့6800ပဲရှိတယ်ဟုတ်လဲအဲ့တော့ကျွန်တော်အများကြီးမြင်တယ်အဲ့တော့ branding မှာအရင်အရေးကြီးတယ်ကာဆမ်မားကိုနားလည်ခြင်းကာဆမ်မားရဲ့တန်ဖိုးထားမှုမှာညှိအောင်ပြောပြီးတော့ရောင်းနိုင်ခြင်းကိုကျွန်တော်တို့အကျိုးအမြတ်အများကြီးပို့ရနိုင်တယ်နော်အဲ့တော့ကျွန်တော်တို့တက်နိုင်ရင်တော့ ဒီ value base ကိုအဓိကထားပြီးစဉ်းစားနိုင်တယ်လို့ကိုယ့်လုပ်ငန်းအတွက်အကျိုးမြတ်ပုံပြီးရနိုင်တယ် branding ကလည်းအရေးကြီးတယ် advertising ကလည်းအရေးကြီးတယ်နောက်နောက်လာမယ့်သင်ခန်းစာတွေမှာအဲ့ကျွန်တော်တို့အဲ့ promotion နဲ့ပတ်သက်တဲ့ advertising နဲ့ပတ်သက်တဲ့ကိစ္စတွေကိုအသေးစိတ်ချက်ပြီးတော့ပြောဟုတ်နော်အဲ့ဈေးနှုန်းကကုန်ကြစိတ်တစ်ခုနဲ့ချိတ်ဆက်ပြီးတော့မစဉ်းစားနဲ့ဈေးနှုန်းကိုဘယ်လောက်ကုန်လဲပေါ့ cost တစ်ခုနဲ့မစဉ်းစားနဲ့လို့ဆိုလို့စဉ်းစား customer ရဲ့တန်ဖိုးထားမှုတွေကိုကျွန်တော်အချိန်အချိန်ဟုတ်လားအဲ့ဒီပုံမှာအခြေခံမျိုးကျွန်တော်တို့စဉ်းစားတင်လာခြင်းအဲ့တော့ value based pricing ဆိုတာဘာလဲလို့ပြောရင် customer ရဲ့ တန်မိုးထောင်းပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရောင်းတဲ့ပစ္စည်းတွေကိုဈေးနှုန်းတတ်မှတ်တာဖြစ်တယ်။ဒါဆိုတော့ကျွန်တော်ဒီ value base ကိုနားလည်မယ်လို့ယူကြည့်တယ်။ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက်ကြည့်ကြည့်မယ်။ဒီဟာလေးတစ်ချက်ကြည့်မယ်ဆိုတာကကြတော့ဟုတ်လားအောက်မှာအောက်ကိုကြည့်လိုက်ရင်ကျွန်တော်တို့9000 6000 9000 6000ကျွန်တော်တို့ဒီဒီဟိုဟာလေး level လေးထားရတာပေါ့လေ9000 6000 8000 9000 6000လောက်ထားတယ်။အဲ့တော့ကျွန်တော်က6000အောက်ကိုရောက်သွားရင်6000အောက်ကိုရောက်သွားရင် ကျွန်တော်တို့ကုမ္ပဏီကရှုံးပြီဟုတ်ပြီနော်ကျွန်တော်တင်နေမဲ့တို့ကထားပါတော့ကျွန်တော်တင်နေတယ်ပဲကျွန်တော်နည်းနည်းလေးဥပါမယ်ကျွန်တော်ကန်ဆယ်မှာတဲ့တော့600ရောင်ကျွန်တော်ရှုံးပါကျွန်တော်ဒီဘက်မှာလောရတဲ့ဓာတ်တွေပေါ့နော်ခုန cost တွေပေါ့နော် cost cost page ပြတ်လိုက်တယ်ပေါ့အဲ့တော့ cost ကအဲ့ဒီအောက်ရောက်မှာကျွန်တော်ရှုံးပြီအခု9000ဆိုရင် break even ပေါ့နော်ကျွန်တော်အရှိမ break even တွက်ခဲ့တဲ့ဟာလေးပြောနော်မှတ်မိပြီအဲ့ဒီအောက်က analysis က9000ဆိုတော့ပါတော့อืม break even ပေါ့နော်အရင်ချိန်မှာဖြစ်ဆိုတော့အဲ့ဒါနေပြီးတော့ထပ်တက်တက်တက်လာတယ်အဲ့မှာ price မှာ8000နေပြီးတော့3000ချားပါလို့ပြောကြတော့ customer ပေးခြင်းနဲ့ rank အဲ့အဲ့ပတ်ဝန်းကျင်မှာပေးခြင်းပြိုင်ဘက်တွေကလည်းအဲ့ဓာတ်ထဲမှာသွားနေတယ်ပေါ့နော်လောလောဆယ် basic သဘောတရားကြီးအဲ့ထဲမှာသွားနေတယ် preference ဆိုအဲ့ဒါကိုပြောတာလက်ရှိ zig quad ထဲမှာဘယ်လောက်လောက်ထိသွားနေကြလဲပေါ့ဘယ် property ဘယ်ပြိုင်ဘက်ကဘယ်လောက်ဈေးနှုန်းနဲ့ရောင်းနေလဲဆိုတဲ့ကိစ္စလေးကျွန်တော်အဲ့ဒါလေးတစ်ချက်နော်ဟိုစာပေးကောက်လိုက်ဆိုတော့တည်နေပေါ့နော်ကျွန်တော်တို့ဟိုစာရင်းလေးကောက်လိုက်လို့ဆိုအဲ့တော့ အပေါ်မှာတသိန်း1000အပေါ်ထပ်ပါဆို customer value ကအဲ့လောက်လောက် customer တွေသူရကျင်နေအာကျွန်တော်တို့အစင်ပြေအောင်အစင်ပြေတဲ့အချိန်တက်လို့ရတယ်ဆရာနဲ့ကြက်တဲ့ချိန်ဟလာတပတ်တစ်ခေါက်မေးလို့ရတယ်ဘာလို့တချို့ online သင်တဲ့နေရာဟလာထားလိုက်ပါတော့ online သင်တယ်ပေါ့နော် video တွေကြည့်ပေါ့အဲဒီမှာတော့မဟုတ်ဘူးကျွန်တော်တို့ assistant တွေကိုယ်တိုင်ကပြန်ဖြည့်ပေးတယ်ကျွန်တော်တို့ရဲ့ဒီသင်တန်းကြောင့် assistant တွေဖြည့်တယ်တခါလေဆရာနဲ့ကိုယ်တိုင် live လောက်ကလည်းရှိကောင်းရှင်ဥပမာပြောတာပေါ့နော်အဲ့ဒါဆိုရင် customer A ဟုတ်တယ်အဲ့ဒါဆိုရင်တော့ဟလာ ဒီတိုင်းဆိုတော့ငါတို့တသိန်း2000လောက်တော့ပေးမယ်ဆိုရယ် customer value မဟုတ်ဘူး customer ပေးခြင်းစေကလောက်ဖြစ်ဒါပေမဲ့ customer တသိန်း3000ကျော်ကြာငါပေးခြင်းတော့အဲ့ထက်ကျော်ကကျတော့ customer အားဒီအရက်ဈေးကြီးတယ်မလိုရတာအရင်ချက်ချက်စုပ်တယ်ဆိုတော့ခံရဖြစ်သွားတယ်အဲ့တော့ဘာပြောရလဲဆိုရင်ဒီဒီမှာ pricing ကအရေးကြီးရလို့ကျွန်တော်ခဏခဏပြောတယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ကအရင်နေဝရလေကိုကုံမြေရှုံးမယ်ဟို မရှုံးဆိုရင်တော့တကယ် customer ရဲ့ရှီရနေပြီးဈေးကွက်ထဲမှာရတဲ့ရနိုင်တဲ့အမြင်မရတော့အဲ့တော့ pricing ကမှန်ကန်တဲ့ pricing ဖြစ်ဖို့ customer ပေးချင်တဲ့ကိရှိရမယ်ရှိပြနိုင်စွမ်းလည်းရှိရမယ်ပုံအတွက်လည်းအကျိုးမြတ်ဖြစ်တာအဲ့အရာလေးကိုအကြီးအလေးကိုအမြင်နဲ့ခေါင်းထဲမှာထည့်ပြီးတော့အခြေခံပြီးတော့ထည့်ပြီးစဉ်းစားပေးပါဒီသဘောတရားလေးကိုလည်းအဲကိုယ့်ဘာသာကိုချိန်ပြီးတော့ပြန်ပြီးတော့စဉ်းစားလို့ရနိုင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခုကကြတော့ဟို pricing ကတော့ဘောနော်ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ခုနကအဓိက၃ခုကိုကျွန်တော် ပြောခဲ့တယ် ကျွန်တော် cost ရဲ့ competitor ရဲ့နောက်တစ်ခုက customer ပေါ့နော် customer ရဲ့ value base ပေါ့အဲ့သုံးခုကျွန်တော်ပြောခဲ့အဲ့တော့ဒီမှာ other pricing other pricing ဆိုတာကကြတော့ဗျာ bundling bundling ဆိုတာ package pricing ပေါ့ package pricing ဆိုတာမှာ item 1နဲ့ item 2ပေါင်းယူရင် item 1က1000 item 2က1000အဲ့နှစ်ခုဝယ်ရင်တော့1800အပဲကြာမယ်200သက်သာမယ်ပေါ့ဒါမျိုးလေးတွေအဲ့တော့ bundling လို့ခေါ်တယ်နောက်တစ်ခုက optional pricing optional pricing ဆိုတာကကြတော့ okay ဒီ hardware ဝယ်ရမယ်ဒါဒါမှမဟုတ်ဒီဒီ software ဝယ်ရမယ်ပေါ့နော်ဒီ software မှာကျွန်တော်တို့ module တုတ်ခုပါတယ်စီးစင် marketing ရယ်အဲဟလာနောက်အဲဒီ accounting ရယ်ပါမယ်ပေါ့နော်ဥပမာအဲ့ဒါကတော့ basis ပဲအဲ့ဒါဝယ်ဝယ်ဒါပေမဲ့အကိုတို့ထပ်ပြီးတော့ reporting နေ management တွေတူတူရင်းလဲရတယ်အဲ့ဒါကျွန်တော်ပါဆို option နဲ့ pricing လို့ခေါ်တယ်နောက်က price discrimination အဲ့ price discrimination ကျွန်တော်လုံးဝចောင်းသားဟောင်းတွေတို့က corporate ကလူတွေတို့က foreigner တွေတို့ဆိုတော့ဘယ်စီး လိုကေရှင်တော့ဘယ်စီအပရိုက်စ်ကိုမြည်အမအသက်ကြီးရဲ့လူတွေတို့ကမအားလည်းမျိုးအဲ့တော့ price difference discrimination ကလည်းကျွန်တော်တို့ဒါအငင်းကုန်ဖြစ်တဲ့ဟာတွေတချို့နိုင်ငံတွေမှာဆိုရင် rule တွေထုတ်ထားလေးရှိတယ်။ဒါပေမဲ့တချို့နိုင်ငံတွေကျတော့လည်းသူတို့ကိုယ်တိုင် apply လုပ်တာလေးရှိတယ်။အဲ့ဒါတိထားရမယ်ပေါ့နော်။အမ international တို့တွားမယ်ဆိုရင်တချို့ဟာတွေကအဲ့လိုမျိုးဈေးနှုန်းကိုအဲ့လိုအပြောင်းလုပ်တာတွေကိုမကြိုက်ဘူး။အဲ့တော့ price discrimination လုပ်တယ်လို့သူကသတ်မှတ်တယ် ဒါပေမဲ့တုံးနေကြတာပေါ့နော်ဥပမာအဲဒါတော့ကျွန်တော်တို့ဒီ UK တို့ဟိုယူရိုတို့ဘာလို့ဆိုရင်ဟာတချို့နိုင်ငံတွေဆိုရင်တို့ကဘာလို့ဆိုအသက်ကြီးတဲ့ပင်စင်သားတွေဘာဖြစ်သွားပြီဆိုရင်အသက်60ဆိုရင်တို့ကဈေးနှုန်းတွေတမျိုးထားလိုက်တာအကြောင်းသားဆိုရင်တမျိုးထားလိုက်တာနော်အဲ့လိုမျိုးပုံမှန် walking profession ကတော့ပုံမှန်သားမှန်ပြည်သူကတော့ပေးပေါ့နော်။အကြောင်းသားဆိုရင်ဈေးအသက်ကြီးရောဈေးအဲ့ဒါကိုကျွန်တော်ဗာလဲ price discrimination ဥပမာကျွန်တော်တို့ကြောင်းနေဆိုလဲလောက်ရတာပဲအကြောင်းသားဟောင်းဆိုရင်ကျွန်တော်တို့ကဟိုဘယ်လောက် short ပေးလဲအဲ့အဲ့လိုမျိုးပေါ့နော်။မနှစ်တန်းတက်ထားပြီလို့ဆိုရင်ဘယ်လောက်လောက်ထပ်ပေးလဲအဲ့အဲ့လိုမျိုး ဲ့ဒါကြတော့ price discrimination လို့ခေါ်တယ်။နောက်က yield management အဲ့တော့ revenue management လို့လည်းခေါ်တယ်။အဓိကကတော့ကျွန်တော်တို့အဲ့ပေါ့နော်ဟို production မှာလည်းသုံးပါတယ်။ဒါပေမဲ့အဓိကကတော့ကျွန်တော် sale sorry product မှာလည်းစဉ်းစားတယ်။အဓိကအဖြစ်ကျွန်တော် service မှာပို့ပြီးတော့အဲ့ဒီ management ကိုစဉ်းစားတယ်။ဥပမာ happy hour happy hour ဆိုတဲ့သဘောကအရင်လူကြအဲ့အချိန်မဟုတ်ပဲနဲ့လူကြကံလေးဖြစ်တဲ့ဟာမျိုးလေးပေါ့နော်။တို့တို့ကလုံးဝအဲပုံမှန်ပြန်လူသိမ့်မလာဘူးပေါ့။အဲ့ခါကျတော့ကျွန်တော်ပါဆိုလူမင်းများလာစီခြင်း လောက်တာဟုတ်လားသူကလူလလာမလားကျွန်တော်တို့ကကုန်ကြစိတ်ကရှိနေပါပဲညီဖွင့်ရတာရှိမယ်အခန်းကားတွေပါအများကြီးရှိတယ်ဟုတ်အဲ့တော့အဲ့လိုမျိုးလို့ပြီးရင် off season rate အဲ့အဲ့ဒီပုံလေးပေါ့ဒီကိုယ့်ရဲ့ production ပုံမှာကိုယ်လုံးနိုင်တယ်ဗောနောကိုယ့်ရဲ့ဒီဒီ operation ပုံမှာအခြေခံပြီးမူတည်ပြီးတော့အမြတ်များများရအောင်စဉ်းစားပြီးတော့ pricing လုပ်ရတာရှိတယ်ဥပမာ happy hour တော့တော်တယ်ဆိုရင်တစ်ခွက်တောင်းတစ်ခွက်ထပ်ပေးတယ်အဲ့အဲ့လိုเนาะအဲ့အဲ့လိုကိုယ့်ရဲ့ management မှာကိုယ့်ရဲ့ production ပုံမှာအခြေခံပြီးတော့ကျွန်တော်တို့က စဉ်းစားပြီးတော့ဇင်းလုံးသတ်မှတ်တာကိုဇင်းလုံးသတ်မှတ်တဲ့လူကိုကျွန်တော်ရေးမန်နေဂျမန့်ခေါ်ပါနောက်တစ်ခုအခုကျွန်တော်တို့ကြည့်မယ်ဆိုရင်အခု promotion တွေနောက်ပိုင်းမှာလာမယ်လीเนาะအဲ့အခါကျရင်သိရအောင်ဒီမှာတစ်ချက်ကြည့်ထားမယ် promotion နဲ့ pricing promotion ချတဲ့အချိန်မှာ၃လေးရှိတဲ့ဇင်းလုံးသတ်မှတ်ချက်ပေါ့เนาะနံပါတ်၁ကတော့ loss leader pricing loss leader ကတော့ဟိုဘယ်လိုလဲဆိုတော့အရှုံးခံပြီးတော့ဗျာ leader ဖြစ်ရှင်လို့ဒီစီထဲမှာဈေးကွက်ထဲမှာအလုံးအောင်အရှုံးခံပြီးတော့ကစ်တာဟော long term မှာ အချောက်တွေကသူ့ကိုမရှင်းတော့ပဲထွက်သွားရင်အဲ့ခါကျတော့သူဇင်းတော့ပြန်တင်ပြီးတော့သူကပမမယ်ဆိုတဲ့ strategy ရှိခဲ့အရှိမမှတ်မိဘူးနော်ကျွန်တော်တို့ဒီ decline market ကိုလုပ်တဲ့ strategy တွေပါနော်တချို့မှတ်မိလေဆိုတော့အဲ့တဘောပဲ loss leader ဆိုတာအရှုံးခံပြီးတော့တမင်ကိုရောင်းတာဘာလို့ long term မှာတခြားနည်းနဲ့သူလုပ်ဖို့သူ့မှာ plan ရှိတယ်တော့မဟုတ်ဘူး loss leader သွားရရှိနောက်တစ်ခုက special event pricing ဘယ်အချိန်မှာပဲပေါ့နော်အဲ့လို pricing နေစဉ်းစားလို့ရတယ်ဘယ်လိုအချိန်မှာမှဒါပေါ့တော့ အဲတရင်ကျ promotion ဘာဘာဘာနော်တကြံ promotion အဲ့ဒါရပြီးရင် quantity seasonal discount အ quantity ဆိုတော့အရေးအတွက်ပုံမှန်မူတည်ပြီးတော့အခုတရားဝယ်ရင်တော့ဘယ်လောက်ဈေး90ဝယ်ရင်တော့ဘယ်လောက်တစ်ထောင်ဝယ်ရင်တော့ဘယ်လောက်အဲ့ဒါ quantity pricing cash rebate cash ပြန်ပေးတာနော်ပြီးရင် low interest financing low interest financing ဆိုတာကတချို့ကုမ္ပဏီတွေမှာဆိုရင်ကြတော့သူတို့ရှိရဝယ်ရဆိုရင်ပုံမှန် interest rate တော့ကိုသူက short ပေးရနော်ပုံမှန်သူပေးရမယ်တာ personal တန်းပါဆန်ပေးရမယ်ဆိုရင်အဲ့ဒါကို 7%လောက်ပဲယူပြော့လောက်တာအဲ့လိုမျိုးပေါ့ပြီးရင် longer payment terms okay သူများကုမ္ပဏီတော့ကျွန်တော်တို့2လ sign ပေးတယ်ကျွန်တော်တို့ကတော့3လ sign ပေးတယ်ဒီသဘောအဲ့ဒါလည်းပါလဲ promotional pricing အဲ့ဒါစဉ်းစားလို့ရတယ်နောက်က low cost warranty and service contract နော် low cost warranty and service contract အဲ့ဒါတော့ဘာလဲလို့ပြောကြတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ company က warranty တော့ဘယ်လောက်ပေးပါတယ် service contract ကတော့သူများတွေကတော့6လပဲပေးတယ်ကျွန်တော်တို့က1နှစ်ပေးပါတယ်အဲ့ဒါမျိုးကိုကျွန်တော်စဉ်းစားပြရတယ်နောက်တစ်ခုကကျတော့ psychological discounting ူတွေရဲ့ site ကိုပုံမှန်မူတည်ပြီးတော့เนาะကျွန်တော်ဒီမှာဒီတင်တန်းတက်နေတဲ့လူတွေကိုကျွန်တော်တစ်ချက် recommend ပေးချင်တာက behavioral economic ဆိုတဲ့ဘာသာရပ်မျိုးလေ့လာတယ်ကျွန်တော်ကိုယ်တိုင်လည်းဆက်ပြီးတော့လေ့လာနေတယ်အဲ့ဒီဟာကိုလေတော့ marketing မှာလူတွေရဲ့ behavior တွေဘယ်လိုသွားလဲပေါ့เนาะအဲ့ဒီဟာကမှလူတွေမှာကျွန်တော်တို့ခေါင်းထဲမှာကျွန်တော်တို့စဉ်းစားတဲ့ bias တွေရှိတယ် bias ပတ်လိုက်တယ်ကျွန်တော်တို့တွေးရရင်ဟိုချော်ပြီးတော့တွေးရတဲ့ကိစ္စရှိအဲ့ဒီမှာမူတူကျွန်တော်ဈေးရောက်လို့ရတာရှိနော်ကျွန်တော်နောက်ပိုင်းမှာတော့ seminar လေးလည်း အဲလုပ်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ better version မှာတော့ပုံမှန်လေးအဲ့ဒီ Facebook အဓိကတော့ Facebook page ပေါ့နော်နောက်တော့ email ပေါ့အဲ့နှစ်ခုတော့အဲအမြင်ရလားကြည်နေပေါ့နော် follow လုပ်ထားဖို့ကျွန်တော်က recommend ပေးတယ်အဲတေချာပေါ့ဒီသင်တန်းဟိုသင်တန်းသားတွေပြောကျွန်တော်အကျိုးရှိတဲ့ကိစ္စတွေကိုစဉ်းစားမပြတ်ကျွန်တော်လုပ်သွားဖို့အစီအစဉ်ရှိပါတယ် Okay ခဏပြောရအောင်အဲ့ behavior economics ဆိုတဲ့ဟာမျိုးလေးကိုကျွန်တော်တို့အဲဆက်လက်ပြီးလေ့လာသင်တယ်ပေါ့ဒါတော့တက်တက်ကြားထဲမှာကျွန်တော် recommend ပေးရအောင်အဲ့ ကွန်ပီတာကအဝေး promotional pricing လုပ်လိုက်တဲ့ခါမှာကွန်ပီတာသည် may copy ကျွန်တော်တို့ copy လုပ်နိုင်တယ် if your pricing work ကျွန်တော်တို့ကဟလာ discount တွေချရလို့အများကြီးရောင်းလာတွေ့ပါဆိုသူတို့ကလိုက်လုပ်နိုင်အကယ်၍အလုံးမဖြစ်ဘူးဆိုရင်ကျွန်တော်တို့ကရှုံးမယ်အလုံးဖြစ်ရင်လည်းကွန်ပီတာကျွန်တော်လိုက်လို့အလုံးမဖြစ်ကြကျွန်တော်တို့ကရှုံးမယ်အဲ့တော့ဆက်မှတ်တာမှာ price ဝါသည်အားလုံးအတွက်အဆင်မပြေဘူးအဲ့ဒါလေးကိုခေါင်းထဲမှာထည့်ထားပြီးပါအဲ့ဒါရည်ကြီးပါအမြင်အမ်းဆိုလို့ကျွန်တော်အချိန်တိုင်းအချိန်တိုင်း price နဲ့ပဲပြိုင်မယ်လို့မစဉ်းစားသေးဘူးဒါလေးကိုပြောတာ